ဆရာကတ်တုံးအောင်စီရဤကြောက်ချက်မီဘူမီမီဟေးဘဲဘဲကလောင်းတာလဲကျဲလောင်းစူပွက်သောအာမေရိတ်တန်တွေကဆွဲစုံရက်ွက်ရဲ့တာယာသောနေလေကင်းကိုထိတ်လန့်စီခဲ့တယ်ရက်ွက်ထက်ကလူငယ်လူလက်ပိုင်းအလုံး မီးလောင်တဲ့နေရာကိုဦးတည်ပြေးကြတာပေါ့အရေးဆိုသူ့သားတို့ချင်းမတွက်တော့ဘူးအထုတ်ဆွဲပါဆိုဘာရီယူနေရလဲအောက်အောက်ဟာလီတီတော့မှာမဲသူနော်သူ့သားနဲ့ခင်မအောင်မီးဝိုင်းတက်ဖို့လာကြလေတနေ့တနေ့ဒီမှာအထုတ်ပြင်းနေလို့အခြေအနေမကောင်းရင်တန်ချောင်းခေါင်တော့ဟီးအေးသူတို့ အတတွေပါမိတယ်ထဲရှို့လိုက်ရမှာသီးဟုတ်ပါရရရရဟာကိုဟောစွဲစုံနောက်ချမ်းဟူးနေကြီးကြောင်မှာလောင်နေတာဘသူအေးရဆောက်အောင်လာလေဥဒုံတော့အိမ်နဲ့ဟဲဥဒုံတော့ဒုက္ခပဲပြီးရင်လွန်တယောက်တော့ပြောဆိုနေကြတာပေါ့အင်ကြီးကတော့မိဆွဲကောင်းတော့ရက်ကသားတွေအနာမကတ်နိုင်ကြဘူးကွာ အင်ကြီးကရင်းနှံဝနေတော့ပူဆိုးတယ်လေကံကောင်းတာကလိန်ငင်နေလို့တော်သည်မိညုံကအထက်ကိုဆန်းနေတယ်ဖျားဖျားမိသက်ကားတွေရောက်လာပြီးမိညုံကြလာတာပေါ့ကွာရက်ကသားတွေလဲခုမှတပင်းချနိုင်တော့တယ်လေမိအားကောင်းတော့ကလိန်ငင်နေတာကိုပဲကျေးဇူးတင်ရမယ်အစိုးရကအကောင့်မဟုတ်လား မိကလည်းအံဟုတ်ဖို့ကောင်းတာကဥတွန်းတိန်နဲ့လောင်းခဲ့တယ်။လို့မဟုတ်လို့ကတော့တို့ဇဲစုံကန်ချမကပြာပုံပဲဟင်။ဥတွန်းကြီးကန်ဆိုးလိုက်တာ။ဟုတ်တယ်နော်။ဒီလောက်ကောင်းတာတွေလှုပ်ထားတဲ့သူကကန်ဆိုးရတယ်လို့။ဒါကတော့ရက်ကသားတွေဝေဖန်ပြောဆိုနေကြတာလေ။ပြောလေပြောစရာပါ။ဥတွန်းဆိုတာတို့ဇဲစုံရက်ွက်ရဲ့အမျက်နှာဖုံးတယောက်ပေါ့ကွာ။ကုသိုလ်ကောင်းမှုမှန်သမျှအလွန်ဝါသနာပါပြီ။ အများကျိုးဆိုလဲလမနီတက်တဲ့ဥထုံးကွာဟေးရအောင်လူအောင်မဲကွာဘာသာရေးလူမှုရေးပွဲတွေဆိုဥထုံးမပိုင်မပြီးဘူးလေသူကိုယ်တိုင်ကမကထဥဆောင်လုပ်ပြီးသူတပားကိုလည်းနားဝင်အောင်စီယုံပြောဆိုနိုင်တဲ့စံပြပုံကကြီးလေကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်စောင်းတော်ရေအေးအဲ့ဒီလိုလူသူတော်ကောင်းကြီးကိုဘယ်လိုလုပ် အာကုတို့အိမ်မီလာမှုကရောက်လာရတယ်လေစဉ်းစားစရာပဲနော်လွန်ခဲ့သောနှစ်နှစ်ကာလတော့ကပေါ့သူဆွဲဆုံးចောင်းကတိုက်အိုစရာတော့ဘဝနဲ့ထံပြန်လွန်တော်မူခဲ့တယ်ဇာဗနာကိစ္စပြီးတော့နောက်ထပ်တန်ကတပါပိန့်ဆောင်ဖို့အစဉ်သည့်မဖြစ်သေးတာကြောင့်ရက်ွက်လူကြီးတွေနှင်းနိုင်ပြီးចောင်းကိုဆောက်ရှောက်ကြတာပေါ့ចောင်းရှိပြိဘောကတွေကိုတော့ဦးထွန်းတို့အိမ်ကို ခိတရွှေပြားထိမ့်သိမ့်ထားဖို့စီစဉ်ကြရတယ်လေတင့်တော်တယ်ကွဥထုံးတို့အင်းကပြေဆုံးကြံဝင်နေမဟုတ်လားနောက်တင့်မကြခင်မှာပဲတို့ဇွဲဆုံးကြောင်းမှာထမ်းဖို့တိုက်ဥစီရတော့တော့ပါကြော်လာတယ်ဒါကြောင့်ဥထုံးထိမ့်သိမ့်ထားတဲ့ကြောင်းပစ္စည်းတွေကိုပြန်ရွှေ့ကြတာပေါ့အဲ့ဒီမှာမထင်မဲ့စရာတစ်ခုကဥထုံးအင်းကပြဲတဲလာတဲ့ကြောင်းပန်ပစ္စည်းတွေကဆုံဆုံလင်းလင်းမဟုတ်တော့ဘူးတဲ့ ဖိုးတယ်ကော်စုံးနဲ့ပကန့်ခွက်ရောက်တွေပြန်ပါမလာဘူးတဲ့အမှန်ဥထုံးကိုရက်ွက်လူကြီးတွေကယုံကြည်ပြီးပစ္စည်းစင်းလုံမထတာတဲ့ကွာဒီကိစ္စကိုတော့ရက်ွက်သားတွေမသိလိုက်ကြပါဘူးတီးတယ်သူတချို့ကလည်းဥထုံးရဲ့တိတ်ခါကိုမှဲ့ကွက်ပြီးဖုံးပြီးထားလိုက်ကြတာငါတော့ကြီးကြီးမှုပြောတန်ကြလို့ရင်းမိတာအဲ့ဒီကစပြီးဥထုံးစဲစုံကြောင်းကိုအလာကျဲသွားတယ် လို့ဖို့ကင်ဖန်လူကြီးတွေကအင်ဂရီမပြက်အခေါ်ပြောလုပ်ပြီမဲ့နင်ကောင်းလို့စင်ကြီးအချောင်းမတိတဲ့ရက်ကွက်သားတချို့ကကျောင်းနိုင်ဆရာတော်တက်ကိုဥထုံးမကြည်ညိုလို့မလာတာထင်ကြတယ်လေနောက်မကြဘူးကဥထုံးလေးပြက်ပါရောလားခင်မီဈေးဝါးတွေနဲ့ကုပေးပြီမဲ့မထူးလာပါဘူးလို့ပေါ်ကင်ဘက်တွေလူမမမေးလာတဲ့အခါဒါမှပြန်မပြောနိုင်ပဲငူငူကြီး ကြည့်မှုနေတယ်။ဖွေဟဝင်ခံမှုခက်ခဲတဲ့နောင်တအမားမိကံကသူ့ကိုနှိမ့်ဆက်လိုက်တာပဲညီမမ။တညတော့အင်းရှိလူတွေအပြင်းသွားတော့ဦးထွန်းတယောက်တည်းအိမ်မှာကြံခဲ့တာပေါ့။အဲ့ဒီအချိန်မိပြတ်သွားတယ်။မိပြန်လာတော့တင်ထားတဲ့မိအားမြင့်ကို မချနိုင်လို့ဝါယာရှော့ဖြစ်ပြီးအိမ်နဲ့အတူ လူပါမိဆွဲခံရလို့မနေဆွဲထုတ်ခဲ့ရတယ်။မိလောင်ပြီး ၃ရက်ကြာမှပဲရခဲ့တဲ့ဒဏ်ရာတွေနဲ့ဦးထွန်းဆုံးရှာတယ်ကွာအဲ့ဒါပဲကွာမာရင်ခဲ့တဲ့အမေရိကန်ကကြောက်စရာကြီးနော်တချက်ပြုံးရင်တည်အသက်ပူရှင်မှာပါကတ်တုံးအောင်စီရပြင်းလိုက်တာပြင်းပြင်းတီလာပြင်းလာပြင်းနှွေတောင်းပိတ်ခရဲကတပြင်းနဲ့ပြင်းနေလိုက်တာလူမုံလောက်ဆရာ ြင်းလာလူရမဝင်ပါဘူးဆိုကို့ပါတာလောက်ဆရာရှိတာလောက်လောက်ဆရာမရှိစဖက်ဒီတိုင်းငုတ်တော့ထိုင်နေလို့ကတော့ပြင်းပြီးပျောက်ခွေပျောက်သွားမယ်အသက်ဟွလာထောင်ရတာပြင်းလိုက်တာဟာငါနော်ပြောနေတဲ့ဂျာကတုံမီလုံမီတော့ပဲတကတဲ့တပြင်းနဲ့ပြင်းနေလိုက်တာဆိုတာယော့အပြင်းပြီးလက်ထိတ်ဈေးဆံမှာစီသွားဝယ်ပေးစမ်း တော့ရမှာကိုပြင်းထားတက်ပြင်းလိုက်တာလို့မင်းဟာလေပြင်းတာကြီးကိုနေရတကရှည်တဲ့တင်မနေနဲ့လန်းလန်းဆန်းဆန်းတက်တက်ကြကြလို့လောက်စီရရှိတာလောက်မှာပေါ့ရော့စီတော့ဝဲတင်းပါတယ်လို့ဆိုဖျားဖျားမင်းအလကငပြင်းကောင်လေးပဲလေလေကောင်ကားလို့မြားလား ခုနှစ်အိမ်ရှိမှပြင်းတယ်လာရောက်ရင်တော့ဝယ်ဖို့ပြင်းမဲ့ကောင်းပဲပြင်းလို့ပါဆိုငါနော်လကနီပြင်းနေဆိုတဲ့စိတ်ကိုဖျက်ဆဲအဲအဲ့ဒီစိတ်ကိုဖျောက်ရင်အပြင်းပြောက်ပြီပေါ့အေးဒါပဲဒါပဲငါတို့ပြင်းနေစိတ်ကိုမင်းဖျောက်လိုက်ပြီရောအဲပြင်းနေစိတ်ကိုဖျောက်ဖို့ပြင်းလိုက်တာအဲ့ဒါလေးတင်ရတာဟင် တစ်ချက်ပြုံးရင်တရက်အသက်ပူရှည်မှာပါကတွန်းအောင်စီရအဲ့ဒီနေ့ကပေါ့ကွာမိမိသုံးငယ်သုံးကငါ့ကိုလမ်းထိပ်စတိုးမှာခေါင်းလျှော်ရီဘူးဝယ်ထိုင်းလိုက်တယ်လမ်းတစ်ဝက်မှာပဲဈေးဝယ်ဖို့ပေးလိုက်တယ်ပတ်စံ9တောင်းကြောက်ပြောက်တော့ပါရောလားကွာတော်ပြီပြေချာမငါခေါင်းတော့အောင်ရှာနေအောင်အနာကိုငါနဲ့မတိမ်မြင်အရွယ်တရား ရောက်လာတယ်။ဘာဆံမြင်လာတော့ကွ။ပစံငါတော့ကြောက်ပြောက်တော့လို့ကွ။ဟင်။ဟာ။တော်ပြီ။ငါပစံကလှုပ်ခနဲ့ပစံပြောက်တဲ့အကြောင်းသူ့ကိုပြောမိတယ်။ဒီကောင်မျက်လုံးတွေဆိုတာပြိုးကနေဖြစ်သွားပြီးငါ့ကိုမေးတယ်။ဖင်နာကြောက်ပြောက်သွားတယ်ထင်လေ။ဒီနားမှာပဲဘင်းမလုပ်ချင်လို့လေကွ။ငါဝိုင်းကူရှာပေးမလို့။အဘဘဒီကောင်ရှာပေးမယ်ဆိုတာ တွေ့လဲတွေ့ရောမမြင်ချင်အောင်ဆောင်ပြီးငါစစ်ပြထွက်သွားမှသူအသားလေးကောက်လင့်မှာစဲစုံချောက်ကြီးပဲကွာတလောက်တော့ပောက်ပြီးသားဟုတ်ဝဲဒီကောင်လောဘကပြီးပြုတ်ထူပြဲတဲ့ရှာနေလိုက်တာကန်ရှင်ငါထက်ပိုနေတယ်ငါလည်းပထမမပြောဘူးလို့နေရဒေါန်းတောင်းနေတဲ့သူ့ကိုကြည့်ပြီးအသေးရလာတယ်ကွာအဲ့တော့ဟဲ့ကောင်အေး မင်းစီကူငါတိပစံပြန်ရှာတွေ့ရင်မင်းမတွေ့တရားဆောင်းနေမယ်ငါပြန်သွားရင်မင်းကောက်တော့မယ်မဟုတ်လားအချင်းနေမပေးဘူးဆိုရင်မင်းငါကိုတောင်းဆိုမ တွေ့အောင်ရှာပြီးတဲ့အတွက်ရေအစုံကုန်းတဝက်ဆိုပြီးငါစီရတဝက်တောင်းမယ်မဟုတ်လားအီးကျောက်ကြီးကကြိုတိတ်နေတယ်ငါစကားလဲဆုံးရောသူကအာအတိတ်နဲ့မျက်နှာနဲ့ကြည့်နေတယ်ပြီးတော့ပြောသေးတယ် ဟင်းတင်လို့မဟုတ်ဘူးကွာငါလေးတည့်ရက်ကငွေတထောင်ကြပြောက်သွားတယ်ခုမင်းခံစားရတယ်လို့တောင်းတောက်အောင်ပြန်ရှာတာမရဘူးဒါကိုကိုချင်းစားနာပြီးကူရှာပေးတာပါမင်းတွေ့တယ်လို့မဟုတ်ပါဘူးတကယ်ကြီးရဲ့အိုးသူ့စကားဆုံးတော့ငါပစက်အဟောင်းဖြစ်သွားတယ်ရှက်လိုက်တာကွာနေရတကသူ့တဘာကိုကိုစိနေနိုင်ပြီမရင်တင်ဘူးဆိုတာငါတိသွားပါပြီတိသွားပါပြီမင်းရော ကတုံးအောင်စီရ